ဟေးယူဘရိုအားလုံးမင်္ဂလာပါမစ်ချယ်ရောမစ်ချယ်ပါအဲ့တော့ညအရှင်ပြိုင်ကစားသွားခဲ့တဲ့ဒီအဲမန်ချက်စတာစီးတီးတင်းနဲ့ဖူဟန်တင်းတို့ရဲ့ပွဲစဉ်မှာတော့ဒီမစ်ချယ်ရောကဧည့်သည်မန်ချက်စတာစီးတီးတင်းရဲ့လေးခု၅ခုဆိုတဲ့ရာလတ်နဲ့ဒါအနိုင်ရရှိပြီးတော့အဆင့်တင်းနေရာကအာဆင်နယ်အသင်းကိုတတော်လျှောက်ဖိအားပေးထားတယ်ပေါ့နော်ဖိအားပေးတာလုံးဝမပြတ်ဘူး တော့ဒီနေရာမှာတခုပြောချင်တာကမန်ချက်စတာစီးတီးတင်းကဒီပွဲစဉ်ကိုဒီပွဲကစားချိန်56မိနစ်လောက်ထိကို၅ခုတခုဆိုရလတ်နေအခုဆောင်ထားပြီးတော့မှပွဲကစားချိန်ရဲ့နောက်ပိုင်းမိနစ်တွေကြာမှနောက်ထပ်၃ခုပြီးလိုက်ရတာပါအဲ့တော့၄ခု၅ခုဆိုရရလတ်ဖြစ်သွားတယ်ပေါ့နော် အဲ့တော့ဒီ champion ပြည်လမ်းကြောင်းထဲမှာရှိတယ် champion ဆိုကိုစင်ခေါ်တဲ့တင်းတင်းအနေနဲ့တော့အဲဒီကိစ္စကဒါလက်ခံလို့မရဘူးပေါ့နော်ဒါကပြဿနာရှိပါတယ် Manchester City ရဲ့အသင်းကိုအားပေးနေတဲ့ Bay ဒီနေနဲ့ဒီကိစ္စကတကယ်ကိုစိုးရိမ်စရာကောင်းပါတယ်အဲနောက်ပြီးတော့ Manchester City အသင်းကနောက်ဆုံးသူတို့ကစားခဲ့တဲ့ပြိုင်ပွဲဆုံးငါးပွဲစလုံးမှာဆိုလို့ရှိရင်တိုက်စစ်ပိုင်းကအတွင်းကို12ဦးတီတီရရှိခဲ့ပြီးတော့ ခန်းစည်ပိုင်းကလည်းပေးဖို့ဆေးဖို့တိတိတော့ပြန်ပြီးပေးထားရတယ်ပေါ့နော်အဲ့တော့ဒီချက်လက်ကလုံးဝမကောင်းပါဘူးပေါ့နော်အဲ့တော့ရှေ့လျှောက်တွေကျွန်တော်တို့လက်ရှိခုကဗောက်စင်လေးကာလဖြစ်တယ်ပရီးမီးယားလိရဲ့ပွဲချက်ကာလဖြစ်တဲ့အတွက်ဒါပွဲပန်းနာတွေဒဏ်ရာကစားသမားတွေဒီလိုမျိုးတွေလောက်လျှောက်ကြုံလာဦးမှာဆိုတော့အဲမန်စတာစီအသင်းရဲ့နီးပြကြီးပတ်ကွာဒီလိုလာကဒီကိစ္စကိုဘယ်လိုဖြေရှင်းသွားမလဲဆိုတော့လေအဲစီရီဖန်နီစောင့်ညွန်တင်ပါတယ်လို့နော် အဲ့တော့ဒီနေ့ကတော့အဲဖူဟန်တင်းနဲ့မန်ချက်စတာစီးရီးသူနူရဲ့အပွဲကိုအနေငယ်လေးမိချေတုံးသက်ကြည့်တာပေါ့နော်အဲဒီကနေ့ညမှာတော့မိချေတို့ချဲစင်းတင်းနဲ့လီယူနိုက်တက်အသင်းရဲ့ဖွဲ့စဉ်တွေမိချေတို့စောင့်ကြည့်ရအောင်ပါပေါ့နော်အဲ့တော့မိချေရဲ့ကောင်လေးကို like and subscribe လုပ်ပါသေးတယ် ဘဲဒီနေနေလေအလိုက်အဆက်ခရလေးနဲ့ကုညီပေးပါအောင်လို့အနောက်ထပ်မစ်ချယ်ရေးကြည့်တဲ့အရာတခုပြောစရာရှိပါတယ်အဲ့ဒါကတော့မစ်ချယ်ကိုအဲဟိုဆနလပိုင်း9ရက်နေမှာတလီဖုန်းနေမနက်အစောပိုင်းမှာဆိုလို့ရှိရင်ဘန်သူရဲကောင်းလေးကိုအောင်လာပြီးတော့ဒုတိယမြောက်အဲမစ်ချယ်ကိုမြန်မာနိုင်ငံရဲ့သူရဲကောင်းလေးတယောက်ပေါ့နော်အဲ Joshua Ban ဟာဆိုလို့ရှိရင် UFC The Flyweight တန်းမှာ ရုံးပွဲမရှိသေးတဲ့ချန်ပီယံပန်ဒိုဂျာနဲ့ချန်ပီယံကပတ်စင်ခေါ်ပွဲကိုထိုးသက်မှာဖြစ်ပါတယ်အဲ့တော့ဒီပွဲလေးကိုလည်းမရှိလို့မဖြစ်မနေအားပေးရမှာဖြစ်တဲ့အတွက်ကြောင့်တတိမိနစ်မှာဆိုလို့မြင်ချက်ဒါကို high လုပ်ခြင်းဖြစ်ပါတယ်အဲ့တော့ အမနက်ပြန်ချက်စင်းနဲ့လိပွဲစဉ်အကြောင်းလေးပြန်ပြီးတော့သုံးသက်တဲ့ဒီလိုကျွန်တော်ပြန်လေးတွေ့ဆုံပါမယ်။အမိချင်နေတဲ့စာစကားအခုမှပေါ့နော်ဆပြီးတော့ဒါဗီဒီယိုတွေဆလုပ်တာဖြစ်တဲ့အတွက်အစကားပြောတဲ့နေရာမှာအဆင်မပြေတာအမိချင်နေတဲ့တာကိုအတောင်းမှန်ပါတယ်ပေါ့နော်။နောက်ပိုင်းကျရင်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ကြိုးစားရင်ပြင်ယူသွားပါမယ်လို့အားပေးချက်ပေါ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။အဲတော့ဘုလုံးဝါဒနာရှင်ဘေးကြီးဘေးလေးအားလုံးကိုအစဉ်လေးစားလှည့်ပါလို့